ားလုံးမင်္ဂလာပါ Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အခုပြပြခြင်းတဲ့အကြောင်းကတော့ဒီနေ့နေ့လယ်ပိုင်းတုန်းကငလင်းတစ်ခုပေါ့နော်ပြင်းပြင်းထန်ထန်စိုးရွားလှုပ်ခတ်ပြီးတော့လူနေအိမ်တွေရောလူအသေးပြောက်တွေရောအများကြီးရှိခဲ့တယ်ပေါ့နော်။ဆိုတော့ဒီငလင်းရဲ့အကြောင်းကိုတင်ချာပြောပြခြင်းလိုပါပြီးတော့နောက်ဆက်တွဲတည်င်းပေါ့နော်တတိထားမယ့်အကြောင်းတွေကိုလည်းပြပြခြင်းတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုလာရောက်တင်ပြခြင်းဖြစ်ပါတယ်။ဒါကတော့မန္တလေးမြို့စိမ်ပန်းရံမှာငလင်းလှုပ်ပြီးတော့မိအကြီးကျယ်လောင်ကျွမ်းနေတဲ့မြေခွင်းမှာဆိုတော့ငလင်းလှုပ်ပြီးဘာတွေဖြစ်နိုင်လဲဆိုတာ ါကိုဆက်ပြောပြမယ်နော်မြန်မာနိုင်ငံမှာတော့နှစ်ပေါင်း100ကျော်အတွင်းမှာအပြင်းထန်ဆုံးငလင်တစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ဒီငလင်ကမြန်မာပြည်အလဲပိုင်းစကိုင်းမြို့အနီးကိုဗဟိုပြုပြီးတော့ဒီနေ့မတ်လ28ရက်နေ့မွန်လွဲ12နာရီ50မိနစ်အချိန်လောက်တုန်းကလှုပ်ရှားသွားခဲ့တာဖြစ်ပါတယ်လှုပ်ခတ်သွားခဲ့တာပေါ့နော်ဆိုတော့ဒီငလင်ရဲ့ပြင်အားကတော့ Richter scale 7.7ပေါ့နော်9.9အဆင့်ရှိပါတယ်အဲ1912ခုနှစ်မင်းမြို့ငလင်နောက်ပိုင်းမှာအပြင်းထန်ဆုံးငလင်တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ် ဆိုတော့1912ခုနှစ်ကလှုပ်ရှားသွားတဲ့ဒီမေမျိုးငလင်းကတော့ပြင်အားရစ်စတာစကေ7.6ကနေပြီးတော့7.7ကြားရှိမယ်လို့တွက်ချက်ခဲ့ကြရပေါ့နော်အဲ့ဒီနောက်မှာတော့1930ခုနှစ်ကလှုပ်ရှားခဲ့တဲ့လှုပ်ခတ်ခဲ့တဲ့ဘကိုးငလင်းကတော့ပြင်အားရစ်စတာစကေ7.3နဲ့7.5အကြားရှိရပေါ့နော်ဆိုတော့ဒီနေ့လှုပ်ခတ်ခဲ့တဲ့ငလင်းကတော့ပြင်းထန်တဲ့ငလင်းလို့ပြောလို့ရပါတယ်ဒီဘက်ခေတ်တလျှောက်မှာတော့အပြင်းထန်ဆုံးငလင်းလို့ပြောလို့ရမယ်ပေါ့နော်စကိုင်းပြက်ရွေးရလှုပ်တဲ့ငလင်းအတိအကျပြောမယ်ဆိုလို့ရှိရင်တော့အင်းဝအပိုင်းဘက် ကလှုပ်တဲ့ငလျင်လို့လည်းဒီဒေါက်တာမျိုးတန်အနေပြီးတော့ပြောထားရှိပါတယ်ဆိုတော့1830ကိုကုနဲ့မှာလှူရှားခဲ့တဲ့အင်းဝငလင်ကတော့ပြင်းရရစ်စတာစကေးရှစ်ရှိမယ်လို့ခန့်မှန်းတွက်ချက်ခဲ့ကြရပါတော့။အဲ့ဒီနောက်နှစ်ပေါင်း190နဲ့နှစ်ပေါင်း200အတွင်းမှာဒီလိုမျိုးပြင်းအားရှိတဲ့ငလင်ထပ်မံလှူရှားနိုင်မယ်လို့လည်းမြန်မာနိုင်ငံငလင်ပညာရှင်အများစုကလွန်ခဲ့တဲ့ဆယ်စုနှစ်တခုအတွင်းမှာပေါ့နော်ဒီတွက်ချက်ခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါဗျ။ ဆိုတော့အခုမြန်မာနိုင်ငံရဲ့တမိုင်းမှာပေါ့နော်လူအသေးပြောက်အများဆုံးငလင်ကအင်းဝငလင်ဖြစ်ပြီးတော့လူပေါင်း300ကျော်နဲ့400လောက်အသေးပြောက်ရှိခဲ့ပါတယ်အခုငလင်ကတော့အဲ့ဒီအပိုင်းကနေပြီးတော့ပြန်လှုပ်တာဖြစ်တယ်လို့လည်းသိရတယ်ဆိုတော့ဒီနေ့လှုပ်ရှားသွားတဲ့ငလင်ကြောင့်မလို့မန္တလေးမြို့မှာအထက်မြင့်အစာအုပ်တွေပြိုကျပျက်စီးတာတွေသခိုင်းတရာဟာပြီးွားလို့ရှိရင်အင်းဝတရာပြိုကျပျက်စီးတာတွေဖြစ်ပွားခဲ့တယ်အဲ့ဒါအတူပဲအောင်မန်းမြို့မှာလည်းဟိုတယ်ပေါ့နော်အောင်မန်းဟိုတယ်ပြိုကျပြီးတော့လူထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါ ါပါတယ်။နေပြည်တော်မှာဆိုလို့ရှိရင်တော့ကတင်တထောင်ဆေးရုံကြီးပြုကြပြီးတော့ဆေးဝင်တန်းနေတဲ့ဒီလူနာတွေအများအပြားထိခိုက်ခဲ့ကြရလို့လည်းသိရတယ်။နောက်တောင်ကြီးမြို့မှာဆိုလို့ရှိရင်လည်းမြို့အထွတ်မှာရှိတဲ့တောင်တလုံးပြုကြပြီးတော့မြို့ရင်းမှာရှိတဲ့အဆောက်အဦတွေလည်းပြုကြပျက်စီးခဲ့တာရှိရလို့လည်းသိရပါတယ်။ နောက်တစ်ခုကတော့ဒီတောင်ငူတို့ပျော်ဝဲတို့ပေါ့နော်မြို့နယ်တွေမှာလည်းဘာသာရေးအဆောက်အဦတွေပြိုကျပျက်စီးပြီးတော့လူတွေလည်းမနေဦးတည်ဆုံထားကြပြီဖြစ်တယ်လို့လည်းသိရတယ်ပေါ့နော်ဆိုတော့သခိုင်းပြည့်ရွေးဆိုတာကမြန်မာနိုင်ငံရဲ့အလဲပိုင်းကိုဖြတ်ပြီးတော့တရှိတဲ့အလို့ရေးပါတဲ့ဘူမိပေဒါဆိုင်ရာအကြောင်းအရာတစ်ခုဖြစ်ပါတယ်ဒီပြည့်ရွေးနဲ့ပတ်သက်ပြီးတော့အဓိကအချက်တွေကိုပြောပြရမယ်ဆိုလို့ရှိရင်ပြည့်ရွေးအမျိုးအစားပေါ့နော်အာဒါကတော့ညာဘ ဘေးဒိုက်ပြတ်၍လို့ခေါ်ပါတယ်ဆိုလိုတာကတော့ပြတ်၍ရင်နှစ်ဖက်စလုံးကဘေးဒိုက်ရွေရှားကြပြီးတော့ဒီကြိရှိသူနဲ့ဆက်ကျင်ဘက်ကိုညာဘက်ကိုပေါ့နော်ဆက်ကျင်ဘက်ကညာဘက်ကိုရွေရှားကြတာဖြစ်ပါတယ်ဒီနေရာနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့အလဲပိုင်းကိုမြောက်တောင်ဥတီချက်နဲ့ဖြတ်တန်းသွားတာပဲဖြစ်ပါတယ်အိန္ဒိယပြားနဲ့စွန်တာပြားကြားဟာဒီနယ်နိမိတ်တစ်ခုလည်းဖြစ်ပါတယ်နောက်အရေးပါမှုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာငလင်းနေအများဆုံးဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းတစ်ခုအနေနဲ့သူကအရေးပါတယ်ပေါ့နော် ောက်တစ်ခုကတော့လူဦးရေထူထပ်တဲ့နေရာရင်းနဲ့နီးကပ်စွာတရှိရဲ့အတွက်ကြောင့်မို့လို့ဒီကလင်ကြမှုလို့ပျက်စီးမှုအနေရတွေကအလွန်မြင့်မားမှုရှိပါတယ်။အရှိအအဖြစ်ကတော့1100ကီလိုမီတာခန့်ရှည်လျားတဲ့ပြည့်ရွေကြီးတစ်ခုဖြစ်တယ်ပေါ့နော်။နောက်ငလင်လှူရှားမှုအနေနဲ့ပြည့်ရွေကအလွန်တက်ကြွပြီးတော့ပြားတွေကလည်းထင်ရှားတဲ့အရွေးနဲ့အချိန်နဲ့ရွေရှားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငလင်နေမကြာခဏဖြစ်ပွားစေပါတယ်။ပြည့်ရွေရဲ့ဒီတက်တက်ကြွမှုကြောင့်ပေါ့နော်။ကြီးမားတဲ့ငလင်နေဖြစ်ပွားနိုင်ကြလေအလွန်မြင့်ပါတယ်။မြန်မာနိုင်ငံပေါ်တက်ရောက်မှုကိုပြောရမယ် ဆိုလို့ရှိရင်တော့နေပြီးတော့မန္တလေးနဲ့တခြားလူဦးရေထိုးတတ်တဲ့မြို့တွေအများအပြားနဲ့နီးကပ်စွာတရှိနေတဲ့အတွက်ကြောင့်မလို့အဲအလွန်အမင်းပေါ့နော်ဆွမ်းအားကြီးမတဲ့ငလင်တွေဖြစ်ပွားနိုင်ခြင်းမြင့်ပါတယ်အတူချုပ်ပြောမယ်ဆိုလို့ရှိရင်တော့သခိုင်းပြည့်ရွေရမြန်မာနိုင်ငံရဲ့ဒီငလင်လှုပ်ရှားမှုကိုအလွန်အရေးပါတယ်လွှမ်းမိုးမှုတစ်ခုပေါ့နော်အင်အားစုတစ်ခုပဲဖြစ်ပါတယ်။ဆိုတော့ဒီထက်ကြီးတဲ့ငလင်တွေလာနိုင်သလားဆိုလို့ရှိရင်တော့ဒီထက်ကြီးမားတဲ့ငလင်ကတော့ 64ရာခိုင်နှုန်းပေါ့နော်မလာနိုင်ဘူးလို့သိရှိရပါတယ်ဒါပေမဲ့6ရာခိုင်နှုန်းကတော့ကန်ဆိုးတယ်ဆိုလို့ရှိရင်လာနိုင်တယ်လို့လည်းအဲပညာရှင်တွေကသုံးသပ်ထားတယ်ပေါ့နော်ဆိုတော့အခုလှုပ်သွားတဲ့ငလင်ကတော့ကြာကြာလှုပ်သွားတဲ့အတွက်ကြောင့်မို့လို့ဒီထက်ပိုပြီးတော့ပြင်းတဲ့ငလင်ကတော့မလာဘူးလို့ယူဆထားတယ်လို့သိရပါတယ်အဲပကံဖျားရည်ရဲ့အခြေအနေကတော့အရင်ကြီးမဆိုးဘူးလို့လည်းသိရတယ်ပေါ့နော်ဆိုတော့ဒီငလင်ကိုခံမှန်းလို့တော့မရဘူးပေါ့နော်အာ ပကံမှာတော့ဆိုးဆိုးရွားမထိခိုက်ဘူးလို့သိရတယ်။အဓိကဖြစ်တာကတော့မန္တလေးအနီးတစ်ဝိုက်ပေါ့နော်။မန္တလေးနဲ့အနီးတစ်ဝိုက်မှာအပြက်စီးကြီးအများကြီးဖြစ်တယ်။အဲနောက်ပြီးရင်ငလင်ကိုကြိုတင်ပြီးတော့မခံမနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီပေါ့နော်အာတခါတလေကြလို့ရှိရင်ကိုကချိုတင်ပြီးတော့အာကိုကိုကိုပြင်ဆင်ထားဖို့လိုပါတယ်အဲပြောရမယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံဒေတာတော်တော်များများမှာအခုငလင်လောက်တာကိုတိတိတသားနဲ့ခန်းစားလိုက်ရတာမျိုးရှိတယ်အဲ တနအူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီငလင်ရဲ့ဗဟုချက်ကမန္တလေးမြို့ကနေ6မိုင်လောက်အကွာမှာဖြစ်ပြီးတော့အင်အားကတော့အပေါ်မှာပြောခဲ့တဲ့လိုပဲပေါ့နော်ခွန်ခွန်တက်သမခွန်နစ်ရစ်စတာစကေးလောက်ရှိနေပါတယ်ဆိုတော့အင်အားအရန်ပြင်းထန်နေတဲ့ငလင်တစ်ခုပေါ့နော်အပြက်စီးနဲ့လူအသေးပြောက်နေဖို့ပဲမျောလင်းရမှာဖြစ်ပါတယ်အခုပြောပြောပြမယ့်အကြောင်းအရာလေးကတော့ငလင်ဘေးရန်ရဲ့ဆိုင်ရာတတိပြုရမယ့်အချက်လေးတွေကိုပြောပြချင်ပါတယ်မြန်မာနိုင်ငံကအပေါ်မှာပြောခဲ့တဲ့လိုပဲငလင်အနေနဲ့ကြားနိုင်ခြင်းမြင့်ပါတယ်ဘူမိအနေအထားမှာတရှိရဲ့ အတွက်ကြောင့်မလို့ငလင်ဖြစ်ရနေပေဖြစ်တဲ့ဒီအနောက်ဘက်တောင်တန်းရဝင်အလဲပိုင်းမြေနှိမ့်လွင်ပြင်အရှေ့ဘက်ကုန်းမြေရဝင်နဲ့ဒီအက်မန်ပင်လယ်အောက်ချမ်းပြင်တို့မှာစောက်တိန်နဲ့စောင်းနှက်ငလင်တွေမကြာခဏလှုပ်ခတ်လေးရှိပါတယ်။ကိုရီးယားတိလိုက်တာလည်းရှိရယ်မတိလိုက်တာလည်းရှိရယ်ပေါ့နော်။ ဆိုတော့ဒီရဝင်း၄ခုအနက်မှာအလဲပိုင်းမြေနှိမ့်တွင်မြင်ပါရှိရဲ့သခိုင်းပြည့်၍နဲ့အရှိတ်ကုံမြင့်ရဝင်းမှာရှိရဲ့ကြောက်ချမ်းပြည့်၍တို့ကတော့ပို့ပြီးတော့လှုပ်ရှားတက်ဝင်နေပြည့်၍ဖြစ်ပါတယ်။ဒလင်ဘေးရန်နေရဖြစ်စီတိုင်းပဲနေရအချိန်နဲ့ပြင်းအားတို့ကို จุတင်ခံမှန်းတွက်ချက်ပေါ်မှာတော့ခက်ခဲတယ်။ဒါပေမဲ့ငလင်ပြင်းအောင်မှုတည်ပြီးတော့ဖြက်စီးနိုင်စမ်းမြင်ပါတယ်။ဘေးရန်ကြီးတစ်ခုဖြစ်နေတာဟုတ်တယ်။ကိုရီးယားကလေးဆိုင်ပို့လို့ပါတယ်။အဲဒါကြောင့်မလို့ငလင်ပြင်းရနေတဲ့ဆက်လင်းပြီးတော့ဆောင်ရံရှောင်ရံလေးတွေကိုပြပြချင်ပါတယ်။ငလင်ကြောင့်မလို့လူတည်ဆုံးရခြင်းမဟုတ်ဘဲနဲ့အစာအုံးများကြောင့်လူတည်ဆုံးရမှာကိုကိုရီးယားသတိပြုဖို့လိုပါတယ်။အဲဒါကြောင့်မလို့မမိနေထိုင်တဲ့နေမျိုးစားပုံမူတည်ပြီးတော့ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားတဲ့နေပေါ့နော်။အထက်မြင့်အစာအုံးလားအထက်နှိမ့်တိုက်အိမ်လားဒါမ မှမဟုတ်လို့ရှိရင်တစ်တူမားလို့နဲ့စောက်ထားတဲ့နေရလားပေါ့နော်။ဆိုတော့အထက်မြင့်အဆောက်ဦးမှာနေထိုင်တဲ့သူတွေဆိုလို့ရှိရင်ငလင်လောက်တဲ့အချိန်မှာအောက်ကိုချက်ချင်းပြင်းစင်မှုတော့မဖြစ်နိုင်ဘူး။ငလင်လောက်ခတ်မှုကြောင့်မလို့လက်စစ်တံခါးကလည်းပြတ်တောက်သွားမယ်ဆိုလို့ရှိရင်ဓာတ်လီကားအတွင်းမှာပိတ်မိပြီးတော့အောက်ဆီဂျင်ပြတ်နိုင်ပါတယ်။အဲဒီလိုမျိုးအောက်ကိုပြင်းစင်မှုမလွယ်တဲ့အချိန်ဒီမှာဆိုလို့ရှိရင်ကိုကကိုနေထိုင်တဲ့အခန်းမှာရှိရဲတောက်အနီးမှာပေါ့နော်။ခိုင်ခန့်တဲ့သပွဲဒါမှမဟုတ်ဆိုဖာဒါမှမဟုတ်ထိုင်ကုန်ဒါမှမဟုတ်ပွင့်ရပါပေါ့နော်။ ကတင်စတဲ့ပေါ့နော်ဒီအကာအကွယ်ယူလို့ရတဲ့နေရာမှာအမြန်ဆုံးအကာအကွယ်ယူနိုင်မှုအတွက်အအထူးလိုအပ်တယ်။နောက်ပြီးသွားလို့ရှိရင်ဒီအကာအကွယ်ယူတဲ့နေရာကလည်းလဲကျနိုင်တဲ့နိုင်ငံကပ်ဗီဒီယိုတွေ၊ကွဲကျနိုင်တဲ့မှန်ပတင်းတွေ၊ပစ္စည်းတင်စင်တွေနဲ့ပရိဘောဂတွေမရှိတဲ့နေရာမျိုးဖြစ်တင်ပါတယ်။နောက်အထက်အထက်နေပေါ့နော်တိုက်အိမ်လေးဆိုလို့ရှိရင်တော့ငလင်းလောက်တယ်ဆိုလို့ရှိရင်အဲချက်ချင်းနေအိမ်အပြင်ဘက်ကိုပြေးထွက်နိုင်ပါတယ်။အဲဒီလိုပြေးထွက်နိုင်နေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခေါင်းကိုအကာအကွယ်ယူပြီးတော့ပြေးထွက်ဖို့အရေးကြီးတယ်။ဒီလိုမျိုးပြေးမ ထွက်မှုဆိုလို့ရှိရင်တော့အထက်မြင့်အဆောက်အဦအတွင်းမှာအကာအကွယ်ယူတယ်လို့မျိုးပဲခုနကလိုမျိုးနဲ့အကာအကွယ်ယူပြီးနေလို့ရပါတယ်။တကယ်လို့ကိုယ့်ရဲ့အင်အားပေါ်တော့တစ်ဝါတို့နဲ့ဆောက်လုပ်ထားတဲ့အထက်နှိပ်နေအိမ်တွေဖြစ်တယ်ဆိုလို့ရှိရင်တော့အုပ်အင်းငယ်တွေတို့နဲ့ဆောက်လုပ်ထားတဲ့တိုက်အိမ်များထံငလင်အနေကြောင့်ပေါ့နော်ဒီထိခိုက်ဆုံးရှုံးနိုင်ရမှုကရောနေပါတယ်။အဲတစ်ဝါနဲ့ဆောက်ထားတဲ့နေအိမ်တွေမှာနေထိုင်ကြသူတွေအနေနဲ့ကတော့နေအိမ်ထုတ်ထမ်းနေရနေပြီးတော့လူပေါ်ကိုပြုတ်ကျနိုင်တာတွေပြိုကျခြင်းတို့ကနေပြီးတော့ကာကွယ်နိုင်မှုအတွက်ခိုင်ခန့်တဲ့ဇပွဲ ပြီးတော့ ਨੇ စတိုဘာတောင်စုံတွေကိုအကာအကွယ်ယူပြီးတော့နေထိုင်လို့ရတယ်။တကယ်လို့နေအိမ်ရဲ့မျက်နှာချက်မှာမိသီးတွေမိကျိုးတွေများရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီမိသီးတွေမိကျိုးတွေရာနေပြီးတော့ပြုတ်ကျလာနိုင်တဲ့အနေရုံနဲ့တတိပြုတင်ပါတယ်။နောက်လဲကျနိုင်တဲ့နေရံကပ်ပြီးတော့ကွဲကျနိုင်တဲ့မှန်လေးပစ္စည်းတင်တဲ့စင်လေးပရိဘောဂတွေမရှိတဲ့နေရာကိုလည်းရွေးချယ်ပြီးတော့အကာအကွယ်ယူဖို့အရေးကြီးရယ်ပေါ့နော်။ တော့ငန်းလင်းမလုံခတ်မီမှာပြင်ဆင်မှုအတွက်ကတော့နေရင်အတွင်းမှာအနေရရှိတဲ့နေရာတွေနဲ့အနေရကင်းတဲ့နေရာတွေကိုကိုမိသားစုဝင်တွေကိုအားလုံးသိရှိအောင်လို့ပြောပြထားဖို့လိုအပ်ပါတယ်။ငန်းလင်းလုံခတ်တဲ့အချိန်မှာတော့မျက်စိမိန်ခလုတ်ကိုချရတာလေမိဖို့တွေကိုအမြင်မြန်မိငင်းတတ်တာတွေကိုပြုလုပ်နိုင်ဖို့အတွက်ကြိုတင်ပြီးတော့ကိုကလှုပ်ဆောင်ထားဖို့လိုအပ်တယ်။ဒါကတော့အမြင်နဲ့အတွက်ပေါ့နော်။တတိရှိနေဖို့ပေါ့နော်။နောက်ငန်းလင်းလှုပ်တာကိုကိုကသိပြီဆိုတာနဲ့ချက်ချင်းအိမ်အပြင်ကိုပြေးထွက်နိုင်ဖို့အတွက်ကိုနဲ့မကွာဆောင်ယူလို့ရမယ်။တံမိုးကြီးပစ္စည်းတွေ ဲ့အရေးကြီးစာရက်စာတမ်းတွေနဲ့စေဝါတွေကိုအရေးပေါ်အိတ်ထဲကိုအသင့်ပြထားပါတော့အခုနောက်ပိုင်းကမြန်မာနိုင်ငံမှာလည်းဒီအမျိုးမျိုးပေါ့နော် NLD ကဖြစ်နေတာဆိုတော့အများရန်ဒီလိုမျိုးကိုယ့်ရဲ့ emergency ဘက်ကိုရောပေါ့နော်အသင့်ပြထားတာအကောင်းဆုံးပါနောက်တစ်ခုကတော့ဒီအရေးပေါ်အသက်ကယ်နည်းပေါ့နော် ်ကျေးဥဒနာမျိုးမျိုးကိုတည်ထားဖို့အတွက်လည်းလိုအပ်ပါတယ်။နောက်တစ်ခုကတော့ငလျင်နှုတ်ခတ်နေတဲ့အချိန်မှာပေါ့နော်။ဆောင်ရည်ရှောင်ရည်တွေကိုပြပြပေးပါမယ်။ငလျင်နှုတ်ခတ်နေတဲ့အချိန်မှာဒီနေအိမ်အစာအုပ်အတွင်းမှာပဲကိုယ်ကရှိနေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ဝှက်ချပြီးတော့အိုးကောင်းကိုအကာအကွယ်ယူနိုင်အောင်လို့ပထမဆုံးဂရုစိုက်ဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့ခေါင်းကိုဇပွဲဆိုဖာထိုင်ကိုမှုရပါတဲ့ကတင်နေနဲ့ကာကွယ်ထားမယ်ဆိုလို့ရှိရင်ငလျင်နှုတ်ခတ်မှုကြောင့်မို့လို့ခန္ဓာကိုယ်ရိပ်ရိပ်မသွားနိုင်ဘူးပေါ့နော်။ဒီအဆိုပါဇပွဲထိုင်ကိုခြေထောက်တည်ကိုငင်းမြန်စွာခြံထားဖို့လည်းလိုအပ်ပါ ါတယ်။နေရာရွေရှားပြီးတော့အကာအကွယ်ယူဖို့လိုအပ်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ကားကိုလက်ဒါမှမဟုတ်လို့ရှိရင်အကာအကွယ်တစ်ခုခုနဲ့ကာကွယ်ပြီးမှသာရွေရှားရွေရှားဖို့အတွက်ပေါ့နော်အရေးကြီးပါတယ်။လှုပ်ရှားဖို့ပေါ့နော်။နောက်ငလင်းလှုပ်ခတ်နေတဲ့အချိန်မှာဒီ နေအိမ်ပြင်ပမှာရောက်ရှိနေတဲ့လူတွေရှိမယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့အနီးအနားမှာရှိတဲ့တစ်ပင်တွေစိုင်းပုတ်တွေဓာတ်ကြိုးတွေဓာတ်တိုင်တွေဟာကြိုးကျပြတ်ကျလာနိုင်တဲ့အနေရရှိတာကိုအမြဲတမ်းသတိထားဖို့လိုအပ်ပါတယ်ကိုကတကယ်လို့ကားမောင်းနေတယ်ဆိုလို့ရှိရင်တော့တံတားတွေတောင်ဆောင်နေနဲ့တစ်ပင်ကြီးတွေအနီးမှာဖြတ်တန်းမောင်းနေခြင်းကိုသတိပြုပါငလင်းလောက်ခတ်နေတဲ့အချိန်မှာကားကိုပေါ့နော် ကားဒါမှမဟုတ်တခြားယင်ပဲဖြစ်ဖြစ်ပေါ့စပိန်ဆိုင်ကဘာပဲဖြစ်ဖြစ်အချိန်လျှော့ပြီးတော့ဘေးကင်းရာနေရာမှာဘေးလွတ်ရာနေရာလို့ထင်တဲ့နေရာမှာခိတ္တရင်သာထားဖို့လိုအပ်ပါတယ်အဲပင်လေကန်ဆက်နာမနေတဲ့နေထိုင်နေသူအတွက်အတွက်ကတော့ဒီလလင်ကြီးရေလောက်ခတ်တဲ့အချိန်မှာနောက်ဆက်တွဲဆူနာမီအန္တရာယ်ကိုတတိပြုဖို့လိုအပ်ပါတယ် ။ဂလင်နှုတ်ခတ်ပြီးတဲ့နောက်မှာတော့ဒီအစာအုပ်ထိခိုက်မှုအနေထားကိုအရင်ဆုံးစစ်ဆေးရမယ်။အဲတာပူသွားလို့ရှိရင်ဂလင်ကြီးပေါ့နော်နှုတ်ခတ်ပြီးနောက်ဆက်တွဲဂလင်ကြီးနှုတ်ခတ်နိုင်တဲ့အတွက်ကြောင့်မို့လို့ပြေကျနိုင်တဲ့အခြေအနေရှိရဲဆိုလို့ရှိရင်အလင်းအမြန်အလူရှည်ပြားမှုကိုလှုပ်ဆောင်ပါပါမယ်။နောက်အစာအုပ်ကိုဆုတ်ပါမယ့်အခြေအနေမျိုးဖြစ်နေရဆိုလို့ရှိရင် ်လူအများပြုတ်သိမ့်ပြီးတော့ဗောနော်တိုးဝေ့ပြစ်ထွက်ခြင်းမျိုးကိုရှောင်ကြဉ်ရပါမယ်။ငလင်ကြောင့်မလို့ပြိုကျနိုင်ရင်ရှိရဲ့အစာအုပ်အစိမ့်ပိုင်းမျိုးကိုလူအများတိုးဝေ့ခြင်းကြောင့်မလို့ပြိုကျပျက်စီးနိုင်နိုင်တာမျိုးဗောနော်မဖြစ်အောင်လို့ကိုကပို့ပြီးတော့ဂရုစိုက်ဖို့လိုအပ်ပါတယ်။နောက်ငလင်လောက်ခတ်ပြီးတဲ့နောက်မှာပြီးလောင်တာတွေရေကာတာတွေကျိုးတာတွေအဲနှဲ့တစ်ပြက်ရေကြီးတာတွေရွှွင့်ရေချော်ရေပူတွေပန်းထွက်တာတွေတောင်ပြူတာတွေမြေပြူတာတွေနဲ့ကမ်းမပြူတာတွေဖြစ်ပွားနိုင်တဲ့အန္တရာယ်တွေရှိတဲ့အတွက်ကြောင့်မလို့အထူးသတိထားဖို့လည်းလိုအပ်ပါတယ်။ ဒါကတော့ငလင်လောက်ခတ်တဲ့အချိန်မှာငလင်မလောက်ခတ်မီမှာဆောင်ရွက်ဆောင်ရွက်လေးယူပေါ့နော်ပြပြခဲ့တာပဲဖြစ်ပါတယ် ဆိုတော့အခုပြောပြခြင်းတဲ့အကြောင်းကတော့အပြင်းနဲ့ငလျင်တစ်ခုဖြစ်ပွားပြီးဆိုလို့ရှိရင်ဘာတွေနောက်ဆက်တွဲလာနိုင်လဲဆိုတာကိုပြောပြပေးပါမယ်။ငလျင်အကြီးစားတစ်ခုလှုပ်ခတ်ပြီးတဲ့နောက်မှာတော့နောက်ဆက်တွဲဖြစ်နိုင်တဲ့အနေအထားကများတယ်ပေါ့နော်။ဆိုတော့နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲဆိုလို့ရှိရင်နောက်ဆက်တွဲအနေနဲ့နောက်ဆက်တွဲငလျင်ငယ်လေးတွေဖြစ်နိုင်တယ်။ငလျင်ကြီးပြီးရက်သက်တစ်ပတ်အနေငယ်အတွင်းမှာပဲငလင်ငယ်ကြီးဆက်လက်လှုပ်ရှားနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့ငလင်ဒီငလင်ငယ်ကြီးပေါ့နော် ဖြစ်ွားရဲဆိုလို့ရှိရင်ပျက်စီးနေတဲ့အဆအဦးတွေကပုံမှုပြီးတော့ပြိုကျနိုင်တယ်ဆိုတော့ပြိုကျနိုင်တဲ့အဆအဦးနရံကြောက်စရစ်ခဲတွေနဲ့ပေါ့နော်ဝေးတဲ့နေရာကိုရွှေ့ထားပါအာပြီးရင်အင်တာနာတိုင်းနေတအားပေးတဲ့ ဒီကြက်တိုင်နေပေါ့နော်အနီးကနေပြီးတော့ရှောင်နေဖို့အရေးကြီးပါတယ်နောက်တစ်ခုကတော့မီးဘေးအနီးရေပေါ့နော်ငလင်ကြောင့်မို့လို့ဓာတ်ကြိုးတွေဓာတ်ငွေပိုက်တွေပျက်စီးတာမျိုးမီးလောင်တာမျိုးဖြစ်နိုင်ပါတယ်ဘာလို့ရမလဲဆိုလို့ရှိရင်တော့မီးလောင်တာကိုတွေ့ရဆိုလို့ရှိရင်ပုံမှန်အတိုင်းပဲမီးတက်ဌာနကိုအမြန်ဆုံးဆက်သွယ်ပါဓာတ်ငွေပိုက်တွေကိုပိတ်ပါတအားလိုင်းတွေကိုဖြတ်ထားပါ မင်းချထားဖို့ဘလိုအပ်တယ်ပေါ့နော်နောက်တစ်ခုကတော့အင်တာနက်ရေပိုက်လိုင်းနေပျက်စီးတာတွေဖြစ်တတ်ပါတယ်ငလင်ကြောင့်လို့ရေပိုက်လိုင်းတို့ဒီမိန်လာပိုက်တွေတို့ပေါ့နော်ကျိုးပြီးတော့ရေနဲ့စွန့်ပစ်ပစ္စည်းတွေရိုစိမ့်တိုင်းနေပေါ့နော်ဘာလို့ရမလဲဆိုလို့ရှိရင်တော့ရေပိုက်တွေကိုစစ်ဆေးပါလိုအပ်တဲ့အချိန်ဆိုလို့ရှိရင်တော့အဓိကပိုက်တွေကိုပိတ်ပါအညဉ့်ညမ်းတဲ့ရေနဲ့ထိတွေ့ရဆိုလို့ရှိရင်အများဆုံးလက်ကိုစပ်ပြနေစေဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့လက်နှတားတွေပြုချနိုင်တာပေါ့နော်ငလင်တန်ခံစားရတဲ့ဒီခံထားရတဲ့ဒီတံတားတို့လမ်းတို့ကပြုချနိုင်တဲ့အနေ ည်းများပါတယ်ပျက်စီးနေတဲ့လမ်းပေါ်မှာကားမောင်းခြင်းပေါ့နော်ဒီရင်ပေါင်းခြင်းကိုရှောင်ခြင်းပါအာနာပိုင်နေကဒီလုံကြုံမှု အတီးပြုတ်မပြုတ်မခြင်းပေါ့နော်အာစောင့်ကြည့်ပါအ мян ဆုံးအာသွားမယ်ဆိုပြီးတော့အ мян မသွားပါနဲ့ပေါ့နော်အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်နောက်တစ်ခုကတော့ကံယူတဲ့ဒေသတွေအတွက်ကတော့ဆူနာမီအန္တရာယ်ရှိပါတယ်ငလင်ပဟိုချက်ကပင်လယ်အောက်မှာအာရှိတယ်ဆိုလို့ရှိရင်တော့ဆူနာမီဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကမ်းခြေရောက်နေတဲ့သူတွေကမ်းခြေမှာနေတဲ့သူတွေကမ်းခြေနဲ့အဝေးတဲ့နေရာကိုရွှေ့ပါမြင်မာတဲ့နေရာတွေကို တက်နေပေါ့နော်။နောက်အကူညီတောင်းနေပေါ့နော်တည်င်းချက်လက်ပေါ့။နောက်ငလင်းဖြစ်ပွားပြီးရနောက်မှာဖုန်းလိုင်းဆက်သွယ်မှုတွေပြတ်တောက်နိုင်ပါတယ်။အဲရေဒီယိုဒါမှမဟုတ်လို့ရှိရင်အာအင်တာနက်ရရဲဆိုလို့ရှိရင်လည်းအင်တာနက်ပေါ့နော်။အဲကနေပြီးတော့တည်င်းနေနောက်ထောင်မှာအရေးပေါ်အခြေအနေတွေအတွက်အကူညီတောင်းမှုအတွက်အသင့်ပြစတာပါ။နောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာဂရုစိုက်မှုဖြစ်ပါတယ်။ငလင်းကြမှုလို့စိတ်ဖိစီးမှုထိတ်လန့်မှုတွေဖြစ်နိုင်ပါတယ်။အထူးသဖြင့်ကတော့ကလင်းငယ်ရင်နဲ့တကြီးရွယ်ဦးတွေပါ။မိသားစုဝင်တွေနဲ့စကားတည်တည်ချာချာအာတယောက်နဲ့တယောက်ပြောတာမျိုးစိတ်ငြိမ်အောင်လို့ ပေးတာမျိုးလိုအပ်တယ်ပေါ့နော်နောက်အရေးကြီးတဲ့အချက်ကတော့အရှိမလည်းပြောခဲ့တယ်ဒီ emergency ပေါ့နော်အရေးပေါ်အိတ်ကိုအမြဲပြင်ဆင်ထားပါအဲကိုကဒီထဲမှာရေတို့ဆေးတို့မုတ်တို့ဓာမီဖုန်းအသွင်းနေပေါ့နော်ခြားခြားအဲ့ဒါတွေကိုထည့်ထားငလင်အတွက်ကြိုပြီးတော့ကာကွယ်မှုတွေနဲ့အဲကာကွယ်မှုတွေကိုကွန်ပျူတာစုံနဲ့လေ့ကျင့်ထားတာတော့အကောင်းဆုံးပဲအဲအဲနောက်ဆုံးပိတ်အနေနဲ့ပြောရမယ်ပေါ့နော် ပြောရမယ်ဆိုလို့ရှိရင်တော့ငလင်ကကြိုတင်ခံမှန်းရခတ်တဲ့တဘာဝဘီယန်ဒီရဲ့ဖြစ်ပါတယ်။ဒါပေမဲ့လည်းအမြဲတမ်းကြိုတင်ပြင်ဆင်ပြီးတော့တတိရှိမှုတို့နဲ့အန္တရာယ်ကိုရှော့ချနိုင်တဲ့အတွက်ကြောင့်မို့လို့အဆအဆအေးရခရုစိုက်ပြီးတော့နေထိုင်ကြဖို့လည်းမှာကျင်ပါတယ်ရှင်။အားလုံးပဲဘေကင်းလုံခြုံကြပါစေ။အခုဒီမှာပြခဲ့တဲ့ပုံနေဗီဒီယိုတွေကတော့ဒီနေ့ပေါ့နော်28ရက်3လ2020 ငါးမှာလှုပ်သွားတဲ့ငလင်းကြောင့်မလို့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံမှာထိခိုက်ပျက်စီးဆုံးရှုံးတဲ့ပုံနေဗီဒီယိုတွေဖြစ်ပါတယ်။အဲထိုင်းနိုင်ငံမှာတော့ဒီပေါ်တော့ပုံနှင်းမှာဗီဒီယိုတွေမှာမြင်တဲ့အတိုင်းပဲအဆောက်အဦတွေအများကြီးပြိုကျပျက်စီးတဲ့အချိန်မှာမြန်မာအလို့သမားတွေအများအပြားပေါ့နော်ထိခိုက်ဒဏ်ရာရရှိပြီးတော့တည်ကြည်ပျက်စီးဆုံးရှုံးတာတွေဖြစ်လာနိုင်တယ်လို့လည်းသတင်းတွေရရှိရပေါ့နော်။နောက်မြန်မာနိုင်ငံမှာနေရင်ဒီကျမတို့ရဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအနေနဲ့လည်းဒီငလင်းတန်းကြောင့်ပေါ့နော် ညာအထိကိုက်ပျက်စီးနေလာမှုတွေရှိရလို့ကြားသိရတဲ့အတွက်လည်းစိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။အဲတော့အစအစအရင်ကထပ်မံပြီးတော့ဂရုစိုက်ဖို့မှာကျင်ပါတယ်ရှင်။